မြန်မာရွှေတွေကဒီနေ့မှအတက်ဈေးနဲ့ရှိနေပြီးတော့မြန်မာငွေဈေးတွေကတော့ငငယ်ချဈေးနဲ့ရှိနေပါတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က29ရက်နေ့6လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:00ထိုးနေပါပြီ။ မြန်မာရွှေက15ပဲရေတရသားကို95သိန်း9တောင်း16ပဲရေတရသားကို95ရောင်းနေစေက86တောင်းဆိုင်ကလက်ခံနေစေက89သိန်း8တောင်းစနစ်တင်မီလင်းရွှေတရသားကို89သိန်း3တောင်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှိမ့်ငယ်ကွာချမှုလည်းရှိနိုင်ပါတယ် ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4185ကျပ်၊ဆိုင်ကလက်ခံတဲ့ဈေးက4105ကျပ်၊ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4095ကျပ်၊စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3245ကျပ်၊ဆိုင်ကလက်ခံတဲ့ဈေးက3180၊တရုတ်ငွေဒီယူရိုကိုမြန်မာကျပ်ငွေ989ကျပ်၊အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2945ကျပ်ထိုင်းမနက်မြမချက်ငွေစင်းလုံးတွေကဘက်ပေးချေယူမာတွေကဘက်ငွေ985ဘက်ကိုမြမချက်ငွေတသိန်းချက်ပေးဘက်ယူမာတွေကချက်တသိန်းကို ပန်ငွေ980မလေးငွေ1.669ကိုမြန်မာကျပ်ငွေတသိန်းဂျပန်ငွေ3661.38ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3429.69ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ2118.19ကိုမြန်မာကျပ်ငွေတသိန်း လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော်မယ်ငွေလဲလဲလုပ်တော်မယ်ဆိုရင်တော့ဝန်ဆောင်ကပေးတဲ့သူရှိကိုယင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့အကြံပြုချင်ပါတယ်လက်ရှိမှာတော့မြန်မာရွှေဈေးတွေကအတက်ဈေးနဲ့ရှိနေပါသေးတယ်ကမ္ဘာရွှေဈေးကလည်းလက်ရှိမှာတက်နေပါသေးတယ်2026မှာကမ္ဘာရွှေတအောင်စားကိုဒေါ်လာ4000ထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ။